ုတ်ကဲ့ပါမင်္ဂလာပါခင်ဗျဘူဘူဖြစ်ပါတယ်ထိုင်းစကားတွေပြောပြောနေတယ်ကျွန်တော်ကိုကြီးဘူဘူဖြစ်ပါတယ်โอเคဒီနေ့မှာကျွန်တော်ပါဝင်လာပြီးတော့ share ပြီးလဲဆိုတော့ပုံမှန်ပြထားတာပေါ့နော်နံပါတ်10ဆိုပြီးတော့ရေးထားတဲ့အရာပေါ့နော်အဲ့ဒါဘာတွေလဲဆိုတော့အခြားသုံးများသောကိရိယာများပေါ့နော်ကိရိယာတစ်ခုကိုဘယ်လိုတွေသုံးလဲဆိုတာကျွန်တော်တစ်ခါလေးပြောပြမှာဖြစ်ပါတယ်နော်โอเคအပေါ်ဆုံးမှာဖွစ်တီဆိုတာပေါ့နော်ဖွစ်တီဆိုတာယူသူ့ထိုင်းတန်ထွန်းကကြာတော့ပတ် ပေါ်ဆိုတာဖွင့်တာကိုပြောတာဖြစ်ပါတယ်။ Okay အဲ့ဒါကိုကျွန်တော်တို့ဘာကိုဖွင့်မှာလဲပထမအဆုံးအနေနဲ့ဥပမာအနေနဲ့တကားဖွင့်တီးဆိုတာကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်။တကားဖွင့်တီးဆိုတာကိုကြတော့ဘာကိုတည်ထားမှာဖွင့်တဲ့အရာကိုတည်ထားမှာဖြစ်ပါတယ်။ဖွင့်တဲ့အရာကကြတော့တကားပတိုးပလက်တိုးပလက်တိုးဆိုတာတကားကိုဖြစ်ပါတယ်။ဖွင့်တာကိုကြတော့ပေါ်အဲ့ဒါနှစ်ခုပေါင်းလိုက်ရုံပါပဲနော်။ ပပလက်တိုဆိုလို့ရှိရင်တကားဖွစ်တီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အကိုဖွစ်လိုက်တဲ့အရာကိုတိမို့လဲလိုပါတယ်ဖွစ်တာကိုကြတော့ဘယ်လိုပြောလဲဘောနော်ဖွစ်တာကိုကြတော့ပကိုဖွစ်လိုက်တဲ့အရာကြတော့ပလက်တိုဆိုလို့ရှိရင်တကားဘောနော်အပပလက်တိုဆိုလို့ရှိရင်တကားဖွစ်တာဖြစ်ပါတယ်နော်အဥပမာအနေနဲ့အောက်မှာကြတော့ဘောနော်ဂျန်တဲ့အရာတွေလည်းကျွန်တော်ရည်ပြထားပါတယ်အဂျန်တဲ့အရာတွေလည်းကျွန်တော်ရှင်းပြပေးမယ်နော်အာနောက်ထပ်တစ်ခုမှကြတော့ပိတ်တီဘောနော်ပိတ်တာကိုကြတော့ပေ ပိတ်ဆိုတာပိတ်တောက်ခေါ်တာခေါ်တာဖြစ်ပါတယ်အဘောင်ပိတ်မှာလဲမီးပိတ်မယ်ဆိုပါဆိုဗျာအာမီးတခါလေးရေးပြထားရင်เนาะမီးပိတ်မယ်ဆိုလို့ရှိရင်ပိတ်မီးကိုကြတော့ file နှစ်ခုပေါင်းလိုက်ဦးမယ်เนาะပိတ် file ဆိုလို့ရှိရင်မီးပိတ်တယ်အာအဲ့လိုပဲเนาะအာအပေါ်မှာဖွင့်တာကိုကြတော့ per တကောင်းကိုဖွင့်တာကြတော့ per plateau အာသူနီးတူပဲမီးကိုဖွင့်မယ်ဆိုလို့ရှိရင် per file per file ဆိုတာမီးဖွင့်တာဖြစ်ပါတယ်โอเคသူနီးတူပဲ အာတကားကိုပိတ်မယ်ဆိုလို့ရှိရင်လည်းပေဆိုတာပိတ်တာတကားကိုကြတော့ပလက်တိုပေပလက်တိုဆိုလို့ရှိရင်တကားပိတ်တာပါနော်တကားပိတ်တာကိုပေပလက်တိုဆိုပြီးတော့တုံးလို့ရပါတုံးတာဖြစ်ပါတယ်နော်โอเคကျန်တဲ့အချိန်လေးလည်းပြောပြအောင်မှာဖြစ်ပါတယ်အောက်မှာကြတော့ဗာလဲထိုင်သည်ထိုင်တာကိုကြတော့နန်းနန်းဆိုတာထိုင်တာကိုပြောတာဖြစ်ပါတယ်အာအောက်မှာထိုင်ပါဆိုလို့ရှိရင်နန်းလုံးတုံးဟုတ်ချေနန်း အဲ့လိုမျိုးတုံးလို့ရပါတယ်နော် nang ဆိုတာလည်းတုံးလို့ရပါတယ် nang ဆိုတာတခုတည်းနဲ့လဲပြောလို့ရပါတယ်ထိုင်ပါဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ထိုင်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ထိုင်တာကိုကြောက်တော့ nang ပေါ့နော်အောက်မှာကျွန်တော်ထိုင်ပါဆိုလို့ရှိရင် nang လုံး chờ nang အဲ့လိုမျိုးပြီးပြောလို့ရပါတယ်နော် okay နောက်တစ်ခုကယက်တီပေါ့နော်ယက်တာကိုကြောက်တော့ yun yun ဆိုတာယက်နေတာကိုပြောတာဖြစ်ပါတယ်အဲတကယ်လို့ကိုကထက်ရက်ခိုင်းခြင်းတယ်ဆိုလို့ရှိရင် yukun yukun ဆိုလို့ရှိရင် ထရက်ပါဆိုတဲ့အထိပ်ပဲဖြစ်ပါရင်တော့တငငင်းတို့နားလည်မယ်လို့ထင်ပါရင်တော့ဒါလေးတွေအခြေခံလေးတွေတော့အပေါ်မှာဖွင့်တီကိုဆိုတာကိုတကားဖွင့်တာအဲ့လိုမျိုးပြောလို့ရတယ်ပြီးတော့အောက်မှာကျတော့ပိတ်တီပိတ်တီကိုဆိုတာကျတော့မီးပိတ်တာကိုလိုပါလို့ပြောလို့ရတယ်နော်ထုံနီးတူပဲပိတ်တီကိုတကားပိတ်ပိတ်တကားပိတ်တီဆိုတာလည်းပြောလို့ရသလိုအာဖွင့်တီဖွင့်တာကိုကျတော့လည်းမီးဖွင့်တာကိုလည်းပြောလို့ရပါတယ်နော်ဒါလေးတွေကိုချိန်ပြီးတော့တောင်းလိုက်ရုံပဲနော် ဒီလောက်ဆိုရင်တငယ်ရင်တို့သဘောပေါက်နားလည်မယ်လို့ထင်ပါတယ်။ Okay ကျင်နာမလို့ထင်ပါတယ်။အဆင်ပြေတယ်ဆိုလို့ရှိရင်ကျွန်တော် channel လေးကို follow မလို့ရသေးရင် follow လုပ်သွားပါ။အာကိုယ့်ရဲ့ social media မှာနည်းနည်း share သွားပေးပါလို့ပြောချင်ပါတယ်။အားလုံး thank you ပါ။